ဦးအောင်တန်းအမွေအပိုင်းကအဲ့ဒါကိုရေးကြီးမြမြန်လုပ်တော့မြမြန်လုပ်ဖို့ရေးကြီးရယ်အဲ့ဒီဥစ္စာမင်းတို့စုမြန်ဆုံးအကောင့်ထဲပေါ်ရမှာနော်တိတ်နှင်းနေတဲ့အချိန်ကရက်နေတာမဟုတ်ဘူးမင်းတက်ကကြီးသွားမှာအဲအရေးကြီးကိုလုပ်ဖို့အဲ့ဒီဟာတွက်ဆိုစာဖတ်ပါအဲ့ဒီအတွက်ကိုစူးစမ်းစမ်းပါဒီဟာမှကျိုးကျောင်းစင်ကြင်ညာရောခုနဗဟုသုတပါခိုင်းပါလာမယ်နောက်တစ်ခုနောက်ထပ်ခေါင်းစဉ်တစ်ခုပြောင်းမယ်အဲ့ဒါလူငယ်နဲ့အချင်းအိမ်တော်ကြီး မျက်လုံးတွေပြက်ပြပြောင်ပြက်ပြီးဝမ်းသာလာကြတယ်။ဒီဥစ္စာတိတ်ရဲ့ကြီးဆုံးပဲလာမလာပေါ့မလာလို့လာမလာပါမလားလို့လူငယ်နဲ့အချစ်ကလာတွဲနေတယ်ဟုတ်လားကိုစောချစ်ဆိုတာလယ်လင်းသားစောချစ်ဆိုတာကျွန်တော်တို့ကတော့စောစောချစ်ခဲ့လို့ထင်ပါရဲ့နာမည်ကစောချစ်လို့သူပြောလို့စောစောချစ်တဲ့လူနဲ့နည်းနည်းနောက်ကျပြီးချစ်တဲ့လူ ဒါပဲกว่าတယ်ချစ်တာကတော့ပေါ်တာကြီးပဲလူရယ်လို့ဖြစ်လာကြရင်ချစ်တာကတော့တင်ကြမလို့ပါဘူးတခြင်းမဘူးဆိုတဲ့တခြင်းလို့ပဲချစ်တာတင်ကြမလို့ဘူးဒါပေမဲ့အချက်မှမျက်စိမရှိဘူးเนาะမှန်တယ်ဒါပေမဲ့အောင်းနှောက်ကတော့မျက်စိရှိရမယ်အဲ့တော့သတိထားဖို့ကကျောင်းသားကျောင်းသားတွေကျောင်းသားကျောင်းသူတွေအထူးသဖြင့်ကျောင်းသားကျောင်းသူတွေပို့ပြီးသတိထားရမယ်ငယ်ရွယ်ရွယ်မှာတွားပြီးတော့เนาะအချက်စိတ်ကိုအလိုတိုင်းမြင်ရင်အဲ့ဒါကိုတိတ်တရာလား ိတ်တရာတို့ရှိရင်တော့ပညာရေးဘက်မှာနှေးသွားတတ်တယ်။အဲ့ဒါတော့ကြက်ကြက်သိတာတတော်ဟိုအာရုံရောတာ။ဘာဖြစ်လို့လဲဆိုတော့ तू ကတော့အမလေးတွားလေးရလာလေးရစားလဲဒီစိတ်အိတ်လဲဒီစိတ်စား၍လဲစား၍မျှမဝင်အိတ်၍မျှမဝင်ဘာညာနဲ့တကယ်ပြောတာ ဒါသူများကပြောတာမဟုတ်ပဲနဲ့ကို့ဘာသာကိုကြုံခဲ့ရတဲ့ကိစ္စပါကိုလည်းပဲဒီလိုကြုံကြော်ဖြတ်ခဲ့တဲ့ဘဝသို့တော်လည်းပဲတခုရှိတာကအဲ့ဒီဥစ္စာကိုကြီးအာယုံရောက်နေလို့ရှင်တစ်ဖက်မှာလဲဟင်းသွားလိမ့်မယ်အဲ့ဒါကိုတတိထာကြည့်ဖို့လိုတယ်။နောက်တစ်ခုကအဲ့ဒီအချက်ဆိုတာနဲ့ပတ်သက်ပြီးပြောရလို့ရှိရင်အိမ်တော်ရွေးပါပတ်လာနိုင်မယ်နော်။အဲ့ဒီဖြစ်နိုင်အဲ့ဒီဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဖြင့်လူတွေငယ်တွေမှာပညာ ပညာသင်တန်းအထူးသဖြင့်ဆယ်တန်းမအောင်ခင်မှာအချက်ပေါ်လို့ရှိရင်ခဏအချိုတတ်ထားလိုက်ပါအသာလေးတက်ထားလိုက်ပါနေအောင်ခဏနေအောင်လို့ပြောပြောလို့ရှိရင်ကိုကိုကိုတတိနဲ့ထိန်ပြောလို့ဆိုလို့ရတယ်ကြောက်စရာကောင်းတာကအဲ့ဒီရုပ်ချောတဲ့ကောင်မလေးနော်နောက်ပြီးအပြောဆိုမှပေါ်ပြလာပေါ့ရေပန်းစားနေတဲ့ကောင်မလေးတွေမှာအနေနဲ့တိတ်ရှိရယ်နော်တိတ်ကြောက်ဖို့ကောင်းတယ်မိန်ကလေးတယောက် 3ပွင့်လောင်းကြီးရင်စေတန်းဟောင်ဖို့တိုက်ခတ်သွားပြီးသားအောင်းမေးပြီးတော့ယောက်ျားလေးတယောက်ဟာမိန်လေးတွေဝိုင်းဝိုင်းလဲနေပြီဆိုရင်အဲ့ဒီကောင်စေတန်းအောင်ဖို့တိုက်ခတ်သွားပြီးအဲ့ဒီစေတန်းအောင်နေမအောင်ဘူးဆိုတာစွန်နေမစွန်ဘူးဆိုတာဟာမိန်လေးတယောက်စွန်နေယောက်ျားလေးတယောက်စွန်နေစွန်ပြီးအိမ်အောင်ကြတယ်အိမ်အောင်ကြသွားရင်ပြီးရောပြီးပြီဒီကောင်ဘာမှမဟုတ်တော့ဘူးဒီစမ်းကုန်သွားရောဒီစမ်းကုန်ရောမိန်လေးတွေကအိမ်အောင်ကြသွားအိမ်အောင်ကြသွားရင်ပြီးပြီပေါ့ မှန်နေတားဖြတ်လိုက်ပြီဒီကောင်မမရှိတော့ဘူးဒုံးငငယ်တော့ကဒီတိုင်းပဲကိုကြိုက်တဲ့ကောင်မတွေကို list စရင်လောက်ထားတာအိမ်အောင်ကြသွားရင်မှန်နေတားလိုက်တာတားပြီးဖြတ်ထားတယ် cancel ဟုတ်လားဘာဖြစ်လို့လဲဆိုတော့ကိုကြိုက်လို့မှမရတော့ပဲနဲ့ဘာလို့မှတော့အဲ့တော့ပြောချင်တဲ့ကိစ္စတွေပဲကမင်းအိမ်အောင်ကြပြီးတာနဲ့တပြိုင်နက်ပြီးသွားပြီမှန်နေတားတော့မင်းဘာမှလုပ်မှာမဟုတ်တော့ဘူးနော်အဲ့ဒီမှာဘာလို့ဘာရောက်လာလဲဆိုတော့မင်းမမွေးလာကြတဲ့တာသမီတွေရောက်လာတော့မှာ အဲ့ဒီအခါကျမှစာပြန်ပြီးစူးစမ်းခြင်းလည်းသိမ့်မလွယ်တော့ဘူးဖြစ်ခဲ့တာတွေရှိပါတယ်ဒါပေမဲ့တိတ်ခတ်သွားတယ်တိတ်ပင်မှန်းသွားမယ်ဒါကြောင့်မို့ပညာသင်နေတဲ့အခါမှာအိမ်တော်မကြအောင်အချက်ကိုချိုးတတ်တာပါအကောင်းဆုံးပဲလို့ပြောတာနော်အထူးသဖြင့်စမ်းပွင့်ရင်တိတ်ထရီထားနော်လှတဲ့မိန်ကလေးတွေကြက်ကြက်ကတိဂယူဆိုင်ပါအဲ့ဒီမှာကိုကလှတယ်လှတယ်ကြွတာကြွတာလုံးနေတယ်ကြွတာကြွနေတာကနေရွာသွားတတ်တယ်ကြွတာနဲ့ရွာတာကတစ်ဆက်သေးသွားတာကိုကြွကြွရရွာ အဲ့ဒီတော့မျက်နှာပွင့်တာအဟုတ်ကြီးမထင်နဲ့ယောက်ျားလေးတွေလည်းဒီအတိုင်းပဲအဲ့တော့အိမ်အောင်ဘက်ရွေးတဲ့အခါကျတော့အချစ်ကနေတဆင်းတက်ရမှာအိမ်အောင်ဘက်ရွေးတော့မယ်ရွေးလိုက်မယ်ဆိုရင်အိမ်အောင်ရွေးလိုက်ပြီဆိုတဲ့အခါကျတော့အချစ်ကတခြားအိမ်အောင်ဘက်ရွေးရတခြားဒါပေမဲ့လို့ဒီဟာနဲ့ပတ်သက်လို့ပြောရအောင်မယ် Genetic Engineering မျိုးဖောက်တဲ့ပညာဗီဇဖောက်တဲ့ပညာအခုဆိုရင်ဒီအဲ့ဒီပညာတိမ်းမြင့်နေပြီကမ္ဘာမှာ ဗီဇာဖောက်တဲ့အခါကျတော့ဥပမာသစ်ပင်ပင်ဆိုင်ရင်ဟိုသစ်ပင်နဲ့ဒီသစ်ပင်မျိုးကောင်းခြင်းရင်ဘလို့ဘလို့စမ်းနောက်တော့သူ့ရဲ့အသီးပွင့်တွေတိတ်ကောင်းတယ်အသက်အစ်တွေဗီဇာကောင်းတာပေါ့အဲဒီလိုပဲဒီဒရိတ်ဆန်နဲ့ဒီဒရိတ်ဆန်နဲ့အချင်းချင်းကိုမျိုးဆက်ယူတယ်ဟိုမျိုးနဲ့ဒီမျိုးနဲ့မျိုးဆက်ယူတယ်ခေလောကတဲ့ခေလောကတဲ့နီးတွေနဲ့သိပ္ပံနီးပညာတွေနဲ့ပေါ့ဆက်တဲ့အခါကျတော့နွားဆိုလဲနွားပေါ့ တွားမျိုးပေါ့တိတ်မျိုးကောင်းပေါ့လူဟာအဲ့လိုဆက်လို့မရဘူးတရိတ်ဆန်တွေမျိုးဖောက်လို့ဖောက်လို့မရဘူးဘာကြောင့်ဖောက်လို့မရလဲဆိုတော့လူတွေချက်တဲ့ဥစားဗီဇကိုတွက်တာမဟုတ်ဘူးဒီကောင်မလေးရုပ်ချောလားပတ်စံရှိလားဒါကြည့်တာဒါပေမဲ့ဟာဟိုကောင်မလေးပါလို့နေတယ်ဟိုကောင်လေးပါလို့နေတယ်ဘာညာဒါပေမဲ့သူ့ဗီဇကို ဆန်းစစ်တာမဟုတ်ဘူးဘလို့လဲဆိုတာပြန်စဉ်းစားတာမဟုတ်ဘူးတင်းလို့တွေးလို့တင်းလို့ကြိုက်ကုန်ကြတာပြန်တွေးကြည့်ပြန်တွက်ကြည့်ဒါတစ်ခါတော့ကျွန်တော်ရေးဘူးပါတယ် အဲ့ဒါပဲခူးကိုပကိုးကိုဖိတ်နဲ့ထွက်တာအပြန်ကြတော့ဖြစ်သွားတယ်အဲ့ဒါကြမှာဟိုကောင်ကဂျီအိုလော်ဂျီကဒီကောင်မလေးကမြန်မာစာကကျွန်တော်တို့ခေါင်းဆောင်ပြီးကျွန်တော်တို့ကဖိတ်နဲ့တွေပါတွေသွားနေကြဖြစ်တော့ဒီကောင်တွေလှုပ်လှုပ်တာရှားတာမြင်လိုက်ရင်ဘဲကောင်ဘသူ ချိန်နေလဲဆိုတာသိတာပေါ့အဲ့ဒီတော့လေဟစ်ကောင်ဒီလိုမချိန်နဲ့ဆိုလို့ပြောရလို့ရတာမဟုတ်ဘူးသူတို့ကလိုင်းစင်ရသူတို့ကခွင့်ပြုချက်ရပြီသားခွင့်ပြုချက်ကိုသူတို့ဟာသူတို့ပေးပြီသားကိုကတားလို့မရတာမဟုတ်ဘူးတကယ်လို့အစင်ကိုအဲ့ဒီမှာနောက်ကျကျွန်တော်ကအသာမေးကြည့်ရဲ့ဟဲ့ကောင်းပါလေဒီနေ့နင်းတငယ်ချင်းလဲမလားဟိုကောင်လေးနဲ့သူကြည်သွားပြီလားဆိုတော့ကြည်သွားပြီဆရာတဲ့ဘယ်မှာတွေ့တာလဲ ပကောပျော်ဝဲစားသွားတော့မှတွေ့ရနောက်နှစ်ရက်ကျတော့အဆောင်သွားတယ်၃ရက်ကျတော့ကြိုက်သွားတယ်ဂိုင်းဒီကောင်မိဘဘယ်လိုလဲဆိုတာသိလားမသိဘူးဒီကောင်စိတ်ရဘယ်လိုလဲဆိုတာသိလားမသိဘူးမင်းကလေးတွေကျွန်တော်ရေးချင်တာကထမင်းဝဲတာလောက်တောင်လင်ရွေးတာမရွေးဘူးလင်ယူတာမရွေးဘူးဆိုတာကျွန်တော်ရေးခဲ့ဘူးတယ်ဟုတ်တယ်မင်းကလေးတယောက်နဲ့ကိုယ်ရည်စားနဲ့စိန်ဂျွန်စေခုတော်မင်္ဂလာစေပေါ့တော့မဟုတ်ဘူးကျုပ်စေပေါ့သူ့လုံကြီးဝဲ သူ့အနှောင့်ကြီးဝယ်မလို့ဆိုတာကိုခမရတစ်ခါလောက်ဖို့လိုက်ကြည့်သိတယ်။နဲတဲ့ပညာအောင်အောင်မေမနေနဲ့ထမိန်ဝယ်တာအောင်မလေးကင်ကြည့်လိုက်ပွကြည့်လိုက်အသားဆန်းကြည့်လိုက်ဘေးကင်ကြည့်လိုက်ပြီးတော့မှအဲ့ဒီလိုမကသေးဘူးအိမ်မှာကြံခဲ့တဲ့အင်ဂျီပလက်ထန်နဲ့ဝတ်တဲ့လေဒီစင်မှာအဲ့ဒီစတီစင်မျိုးအိမ်မှာရှိပြီးသားလားစင်နူယောမှစင်မျိုးမျိုးကြမှုအိမ်မှာရှိသေးတဲ့စင်မျိုးမှဒါမှကိုယ်ဝယ်ပြပြဝက်လာတော့မှဝက်လာတော့မှဘေးရမြင်မှာပေါ့အဲ့ဒီလိုအကုန်တွက်တာ အဲလင်ယူတာကြတော့ကိုယ်အိမ်ကမိဘအဆင်ပြေပါမလားဆိုတာဘာတော့ဘာတော့မှမစင်စားဘူးသူမိဘကဘလို့လဲဆိုတာမစင်စားဘူးဒါပေမဲ့ထမိန်ဝယ်တဲ့အခါကျတော့စကော့ဇီကိုတက်စေးပတ်ကြည်ပတ်ကြည်ပြတဲ့ရှာလပတ်ရှေရှာလပတ်ရေ3ခွက်လောက်တောက်ရတယ်ကျွန်တော်ပြောချင်တာကမိန်းကလေးတွေလည်းပဲအာယောက်ျားလေးတွေရာရောဒီတိုင်းပဲယောက်ျားလေးတွေရာရော တကြံတွင်မှာကောင်းမလေးရအကလည်းကောင်းတယ်မျက်နှာလေးပွင့်တယ်အဆိုလည်းကောင်းတယ်ကိုယ်ကိုခဏခဏကြည့်ရဲဆိုတာဒါအဲ့ဒါကြိုက်တယ်ထင်တယ်ဘယ်ရမှန်လည်းမသိဘူးဘူးမှန်လည်းမသိမြေပြင်ကျဲမဲ့ချင်းမိကြိုက်မိတယ်တကယ်ချင်းမိကြိုက်မိတာပြီးတော့ညာသွားရောဘူးမှန်လည်းမသိဘယ်ရမှန်လည်းမသိသူ့ဗီဇာကဘာလည်းမသိသူ့မျိုးရိုးလည်းမသိသူ့ဖေကဘာလည်းမသိပြီးတော့မှသူ့ဖေနဲ့မတည့်တာနဲ့မအေးတဲ့ အိမ်နဲ့မတည့်တာနဲ့ညီကိုမောင်နှမတွေနဲ့တထွေးကြီးကိုထောက်ရမှာဘာထောက်ရမှာဘာညာနဲ့အဲ့ဒီကြတော့မှမင်းရဲ့ဆန်း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 နဲ့ပေါင်းရမှာခက် မပေါင်းရမှာခက်နဲ့မပေါင်းပြန်တော့လည်းမျက်နှာများတယ်လို့ပြောမှာတမျိုးဟာအဲ့ဒီလိုနဲ့ပဲရက်ကန်ရက်ကန်နဲ့ပါသွားရော ပြောချင်တာကအိမ်အောင်ပြုတယ်ဆိုတဲ့ဥစ္စာကတသက်လုံးတော်တော်ကြီးအရေးကြီးတယ်ဆိုတဲ့ကိစ္စအဲ့ဒီအရေးကြီးတဲ့ကိစ္စကိုပေါ်ပေါ်တန်တန်လာလုပ်နေတယ်ပြန်စဉ်းစားကြည့် တကယ်ခင်ဗျားစဉ်းစားကြည့်တော်တော်သဘောပေါက်ဖို့ကောင်းတယ်ဒါကြောင့်မို့ကျွန်တော်ကကောင်မလေးတွေကိုပြောတယ်ပြောရမှာမကောင်းပါဘူးဗျာမကောင်းပေမဲ့ပြောရမှာပဲဒီမဲ့အခါလေးကြတော့အဲ့လိုပေါ့တမီးစားခွာပြဲတဲ့ဆိုတာဟာလေမယားပြက်ဆဲရတာထပ်ဖို့ကောင်းတယ်တက်စာဖောက်တာမဟုတ်ဘူးမျက်နှာများတယ်ပြောပြောဒါပေမဲ့ခဏခဏခွာပြဲနေရင်တော့လည်းမကောင်းဘူးပေါ့ဟိုအရသမားပြောလို့အမေရက်ဖြတ်တာများခက်လွန်းလို့တယ်ကွာ တို့ဟာနေ့တိုင်းဖြတ်နေတာညနေကျတော့မှပြန်ပြန်တော့တယ်။သူကတော့ဖြတ်လိုက်ဖြတ်လိုက်တာပဲအရက်ကိုခဏခဏကို ပြက်နေတော့တိတ်လွယ်တာပေါ့။အဲ့ဒီလုံနဲ့ပဲခဏခဏကွာပြင်းနေတော့ဘယ်ကောင်းမှမလဲ။ဒီတော့ပြောချင်တာကယောက်ျားလေးတွေလည်းဒီလိုပဲ။မိန်းကလေးတွေလည်းဒီလိုပဲ။မိန်းကလေးတွေလည်းဒီလိုပဲ။ယောက်ျားလေးတွေလည်းဟိုမှာဂီတာနဲ့ပါနဲ့ဟိုပွဲမှာအဆိုကောင်းလိုက်တာဒီပွဲမှာစကိတ်ရှိုးမှာစတိတ်ရှိုးမှာအဆိုကောင်းလိုက်တာဘာညာနဲ့မဒီပြောဝိုင်းဝိုင်းလေ။ အဲ့ဒါနဲ့ကြိုက်ချင်ကြိုက်ရတယ်။အဲ့ဒါနဲ့ဝဝိုင်းလည်းဖြစ်ရင်နေကြတယ်။သူဘလို့လဲသူစိတ်တန်းသူစရိုက်သူတဘောဘလို့လဲမစင်စားဘူးသူနဲ့ကတတလုံးသွားအမှာအထူးဖြင့်မင်းကလေးတွေကြတော့ပိုရေးကြီးတယ်ယောက်ျားလေးတွေမှာကြတော့အိမ်အောင်ပြုတယ်ဆိုတဲ့ဥစ္စာဘဝမှာရေးကြီးဆုံးကိစ္စများတဲ့တဲကရေးကြီးဆုံးကိစ္စများတဲ့ကတခုကိုလှုပ်လိုက်တာဘဝရဲ့အရေးကြီးဆုံးကိစ္စတစ်ခုကိုလှုပ်ရတာအဲ့ဒါကိုသတိထားယောက်ျားလေးများကအရေးကြီးဆုံးကိစ္စတဲ့မှာတခုနော် အိမ်အောင်ပြူတာဒါနဲ့တည်းမပြီးသေးဘူးနောက်ပိုင်းမှာကိုကကောင်းယုံထံပိုးပြီးကျွေးရအောင်မှာကိုမျိုးဆက်ကိုကောင်းအောင်လုပ်ရအောင်မှာအဲ့ဒီတည်းမှာစောစောကဆွေမျိုးစင်စက်ဆူလိုက်တဲ့ဥစ္စာကိုပြောရအောင်မယ်ဆရာကြီးဦးဝေးမောင်ရဲ့ဖုံမစဘာဝနဲ့ဗီဇာပတ်ဝန်းကျင်ကဖတ်ဖို့ကောင်းတယ်နော်ကြက်ကြက်ဖတ်ဖို့ကောင်းတယ်နော်အဲ့ဒီစာအုပ်ဖုံမစဘာဝနော်ဖိုးစဘာဝနဲ့ ဗီဇာပဝင်ခြင်းတို့အဲ့ဒီစာအုပ်တွေထဲမှာပါတယ်။အဲ့ဒီထဲမှာဗာပြောလဲဆိုရင်အိမ်အောင်ကြပြီလို့ရှိရင်တာသမီရအောင်မှာပဲဒီတိုင်းနေမှာမဟုတ်ဘူး။ပထမဆုံးဥပမာဆေယောဂဖြစ်တဲ့မျိုးဆက်ရှိတဲ့လူဟာဒါစဉ်းစားမှာသူသူတို့မှာငုတ်ဗီဇာ ို့မှမဖြစ်ဘူးနော်မင်းတို့ကဗီဇာက နောက်20လောက်မှပြန်ပေါ်ခြင်းပေါ်မှာအဲ့ဒါကိုလည်းတခါတည်းမှာ तू ကလည်းစိတ်ဒီလိုဖြစ်တတ်တယ်ဟိုကလည်းစိတ်ကြောက်ကြက်ဖြစ်တတ်တယ်အဲ့ဒါကိုနှစ်ယောက်ပေါင်းမိလိုက်တော့သွားရောအဲ့ဒီဗီဇာမျိုးကြတော့ဆရာဝန်များနဲ့တောင် ဤနိုင်မင်းမြန်တင်တယ်ဆွေးနွေးတင်တယ်လို့ပြောထားတယ်အဲ့ဒီတော့အိမ်အောင်ပြုတဲ့ကိစ္စကိုရေးကြည့်တယ်ဆိုတဲ့မှာထည့်တာပါဒီနေရာမှာတော့အိမ်အောင်ပြုတင်တန်းကြီးပေးမှာမဟုတ်ပါဘူးဒါပေမဲ့ရေးကြည့်တဲ့ကိစ္စလို့တော့ထည့်ပြီးတော့စဉ်းစားပေးပါ ပြောချင်တာကမျိုးဆက်ထည့်အောင်လှမ်းကြည့်ရမယ်ကိုနဲ့ကိုမိမနဲ့တင်ပြတ်သွားမှာမဟုတ်ဘူးနောက်နောက်ထပ်မျိုးဆက်တစ်ကလာအောင်မှာအဲ့ဒီမျိုးဆက်တစ်ကိုတိုးတက်ရဖို့ကိစ္စမဟုတ်ဘဲနဲ့မျိုးဆက်တစ်ကဒုက္ခရောက်အောင်မှာဆိုလို့ပြောရတာအဲ့ဒီကြပြီဆိုလို့ရှိရင် ကိုနဲ့သူနဲ့ပေါင်းပြီးလောကထဲမှာကလေးတွေကိုဒုက္ခရောက်အောင်ခေါ်လိုက်လို့ဖြစ်သွားမှာဆိုလို့ပြောတာဒါကြောင့်မို့သတိထားပါလို့ပြောတာ